လာမယ့် AB 18ရက်နေ့အထိငလျင်တန်းတဲ့ဒေသများအပါအဝင်တိုင်းနယ်ပြည်နယ်များမှာမိုးရွာသွန်းနိုင်တယ်လို့မိုးစလကထုတ်ပြန်လိုက်ပါတယ်။ AB 10ရက်နေ့မနက်ပိုင်းကစတင်ပြီးလာမယ့် AB 18ရက်နေ့အထိငလျင်တန်းတဲ့ဒေသများအပါအဝင်တိုင်းနယ်ပြည်နယ်များမှာမိုးရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းမိုးလေဝသနဲ့ဇလားဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဧပြီလ12ရက်ကနေ18ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရော်ဒီတနင်္သာရီကချင်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာကတချို့ဒေသများမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်မြန်မာနိုင်ငံအလဲပိုင်းကငလင်တန်းသင့်ဒေတာများမှာတော့ဧပြီလ17ရက်နေ့ည7:00နာရီကနေနောက်ထပ်24နာရီအတွင်းမိုးများနိုင်ပါတယ်။ ရွာသွန်းနိုင်တဲ့မိုးရိပ်ခြင်းကတော့24နာရီအတွင်း60မီလီမီတာ2.36လက်မအထိရွာသွန်းနိုင်ပါတယ်။ငလင်းတန်းတင်ဒေသခံများအတွက်အမိုးအကများစီစဉ်ဆောင်ရွက်တဲ့ကြောင်းရုတ်တရက်မိုးများနိုင်တဲ့အခြေအနေကြောင့်ရေကြီးနိုင်မဲ့အန္တရာယ်ရှိလာနိုင်ကြောင်းငလင်းထိထားတဲ့မြေအောက်မြေတုလွှာအခြေအနေတွေကြောင့်မြေပြိုမြေကျွန်းနိုင်တဲ့အခြေအနေများကိုကြိုတင်ထည့်သွင်းစဉ်းစားရန်လိုအပ်တယ်လို့ဆိုပါတယ်။မိုးတဲထစွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်လို့အဆိုပါဒေသများမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်၎င်းမြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုအန္တရာယ်များကိုလည်းကြိုတင်သတိပြုကြဖို့အတွက်မိုးစလမှထုတ်ပြန်ကြေညာထားပါတယ်ဒီနေ့အေဘီလ17ရက်နေ့မနက်7:00နာရီဝန်းကျင်ထုတ်ပြန်ချက်ဒီအရာ ဇွမ်ရန်ရာခိုင်နှုန်း80လို့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကဆိုလာတာပါမိုးဇလခမ်းမ်းကျဲအရာအေပီလ16ရက်အထိနေပြီးတော့သခိုင်းမန္တလေးဘကိုးမကွေးအပါဝင်တနိုင်ကန်လုံးမှာနေရာစိတ်စိတ်ကနေနေရာအနှံပြမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါဗျ။မြေပြိုခြင်းလျှက်တစ်ပြက်ရေကြီးမှုတွေသတိပေးထားတဲ့အကြောင်းကိုမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနထံမှသိရပါဗျ။ 2025ခုနှစ်အေပီလပထမ10ရက်ပတ်အတွင်းမိုးလေဝသအခြေအနေအကျဉ်းချုပ်နှင့်2025ခုနှစ်အေပီလဒုတိယ10ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးဆိုင်ရာပြင်းပြမိုးလေဝသအခြေအလက်ခန့်မှန်းချက်များဖြစ်ပါသည်2025ခုနှစ်အေပီလပထမ10ရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့မိုးလေဝသအခြေအနေများအပေါ်မူတည်ပြီးစိုက်ပျိုးရေးဆိုင်ရာမိုးလေဝသအခြေအလက်များအကျဉ်းချုပ်ကိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ကြေညာသွားပါသည် 2025ခုနှစ် AB လပထမဆယ်ရက်ပတ်အတွင်းမိုးရွာသွန်းမှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တောင်ပိုင်း၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းအေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာပထမဆယ်ရက်ပတ်ရဲ့ပြင်းမြမိုးရိပ်ကြိမ်တို့ထပ်ပိုခဲ့ကောင်နေပြီးတော့ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့အနောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့မှာ AB လပထမဆယ်ရက်ပတ်အတွင်းမှာပြင်းမြမိုးရိပ်ကြိမ်အောက်ကိုယောနေခဲ့ပါတယ်။ 2025ခုနှစ်ဧပြီလဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေကဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းတင်းကနေတိမ်ထူထပ်နိုင်ပါတယ်။ မိုးရွာသွန်းမှုအခြေအနေကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တို့မှာရွာသွန်းမြေထပ်ပိုနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာမိုးရွာသွန်းမြေထပ်ပိုမိုထစ်ချုံရွာနိုင်ပါတယ်။ မိုးရွာရက်တည်းအနေနဲ့ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာ၅ရက်ကနေ၈ရက်ခန့်အတွင်းနေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာ၁ရက်ကနေ၄ရက်ခန့်မိုးထစ်ချုံရွာနေပါတယ်။ မနေ့ပြန်အတွက်ခမ်းမန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးကချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှနေရာစိစိနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရန်ရာခိုင်နှုန်းကတော့80ရာခိုင်နှုန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်း၊အေရော်တီတိုင်း၊တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းနေလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနိုင်ကြဖို့အတွက်အကြံပြုလိုက်ပါတယ်။ မြမပင်လယ်ပြင်မှာလှိုင်းအသင်းအတင်းရှိနိုင်ပါတယ်။လှိုင်းအမြင့်ကတော့မြမကဲအိုလန်တစ်လျှောက်နဲ့ကဲလွန်ပင်လယ်ပြင်တို့မှာ၅ပြည်ကနေ၈ပြည်ခန့်အထိရှိပါတယ်။နောက်ထပ်နှစ်ရက်အတွက်ခန့်မှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအီယော်ရီတိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်ကနေနေရာအနှံ့အပြားမိုးထေရှုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ပြန်အထိခန့်မှန်းချက်ကတော့တရင်သင်းအထိပြင်းထန်တိုင်းပြီး မိုးထစ်ချုံနေရာကွက်ပြီးမိုးရွာနိုင်ပါတယ်ရွာရံရာခိုင်နှုန်း80ဖြစ်ပါတယ်ရန်ကုန်နဲ့နီးတဝိုက်ကတော့တင်းအသင်းတဲ့ဖြစ်ထွန်းနိုင်ပြီးမိုးထစ်ချုံကနေရာကွက်ပြီးမိုးရွာနိုင်ပါတယ်ရွာရံရာခိုင်နှုန်း80ဖြစ်ပါတယ်မန္တလေးနဲ့နီးတဝိုက်ကတော့မရက်ပြားအထိခံမှန်းချက်ကတင်းအသင်းတဲ့ဖြစ်ထွန်းပြီးမိုးထစ်ချုံရွာကနေရာကွက်ပြီးမိုးရွာနိုင်ပါတယ်ရွာရံရာခိုင်နှုန်း80ဖြစ်ပါတယ်။လာမယ့်စနေနေ့တွေအားလက်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။ တောင်ငူနဲ့ဝမ်းထဲမှာဒီကနေ့မနက်ပိုင်းငလင်ငယ်များလှုပ်နေပြီးနောက်ဆက်တွဲငလင်လာနိုင်လို့သတိပြုကြဖို့အတွက်သိပေးလိုက်ပါတယ်။မန္တလေးတိုင်းတာစီမြို့အနီးကိုပဟိုပြုပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ကငလင်ဒဏ်ကိုမိထီလာဝမ်းတွင်နဲ့မြေသားအပါအဝင်မြို့နေရအများစုကပြည်သူများခံစားသိရှိရကအထိတ်တလန့်ဖြစ်သွားခဲ့ရကြောင်းသိရပါတယ်။ဒီကနေ့အေဘီလာ၁၇ရက်နေ့မြမစံတော်ချိန်မနက်09:59မိနစ်အချိန်မန္တလေးတိုင်းသာစီမြို့အနီးကမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုကာ ငါရတမငါအစ်စ်နဲ့အင်အားအသင်းတဲ့ရှိတဲ့မြင်းငလင်တစ်ခုထပ်မံလောက်ခတ်ကြကြောင်းစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လောက်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်းရန်ရှောင်းရန်သတိပြုရနေအညီနေထိုင်ကြဖို့အတွက်မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနတို့ကသတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့မနက်စင်နာရီလောက်မှာလှုပ်တဲ့ငလင်ကအတော်ပြင်းနဲ့နှချက်တိတ်ငနေတိတ်ငနေဖြစ်သွားတာအကုန်လမ်းမတွေပေါ်ထွက်ပြေးရတယ်အိမ်ထဲကိုမနေရကြဘူးလို့မိတိလာမျိုးကပြည်သူတူကဆိုပါတယ်အလားတူဒီကနေ့မနက်7:28မိနစ်အချိန်မှာလည်းပါစီမျိုးအနီးမှာငလင်ငယ်တစ်ခုထပ်မံလှုပ်ခတ်သွားတယ်လို့သိရပါတယ်ထို့ပြင်ဝမ်းတွင်မြို့နယ်နဲ့မြစ်သားမြို့နယ်တို့မှာလည်းငလင်လှုပ်ခတ်မှုကိုတိတိတတ်တတ်ခံစားသိရှိရကြောင်းဒေသခံပြည်သူတွေကဆိုပါတယ် ဧပြီလ17ရက်နေ့မနက်ပိုင်းနောက်ဆက်တွဲငလင်းများလှုပ်ခတ်ခဲ့ရာဒီကနေ့မနက်9:00မိနစ်အချိန်တောင်ကုန်မြို့အနောက်မြောက်ဘက်73မိုင်ခန့်အကွာကိုဗဟိုပြုကပြင်းအား၄ .3 အဆင့်ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ကြောင်း အလားတူဒီကနေ့မနက်8:43မိနစ်အချိန်ဝမ်တွင်မြို့ရဲ့အရှိမြောက်ဘက်ကိုကိုမိုင်ခန့်အားဗဟိုပြုပြီးပြင်းအားသုံးအဆင့်ရှိတဲ့မြင်းကလင်လှုပ်ခတ်ခဲ့ကြောင်းသိရပါဗျ။မလ28ရက်နေ့ကပြင်းအား9.3အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလင် အချိန်ရေ118ကြိမ်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရပါဗျ။အင်အားပြင်းထန်တဲ့ငလင်ကြောင့်အထိနာခဲ့တဲ့နေပြည်တော်ကောင်စီပြင်မနာမျိုးနေ၌ပြိုကျနေတဲ့နေအိမ်များဖယ်ရှားရှင်းလင်းရမှာကြက်သိန်း၁၀နဲ့ရှိပြီးကုန်ကျနေရတယ်လို့သိရပါဗျ။ နေပြည်တော်စီပင်သာရေးကော်မတီထံဖြိုဖျက်ခွင့်တောင်းခံရတဲ့ခွင့်ပြုမိန်ကြလာရင်ဆက်ရန်နီးရတွေကိုကြက်သိမ်းဆင်းနဲ့ရှိပြီးငှားရန်ကနေအိမ်ပြိုပြက်မှုရှင်းလင်းရတယ်လို့ဆိုပါရယ်နေအိမ်အမျိုးသားပေါ်မူတည်ပြီးဖြိုဖျက်ခကကြက်15သိန်းကနေကြက်သိမ်း90အထိကုန်ကြကြောင်းလဲဆိုပါရယ်ဆက်ရန်နီးရတွေကိုငှားရန်ရမှာဘက်ဖိုမြေကိုဆက်တစည်းလင်တန်ချိန်ပေါ်မူတည်ပြီးတော့တနာယီကိုကြက်3သိန်းကနေ2သိန်းကြားအထိကုန်ကြကနေအိမ်တစ်လုံးဖြိုဖျက်ကကြက်15သိန်းအထက်ကုန်ကြတယ်လို့သိရပါရယ် ရှင်းလင်းတာကနှမျိုးရှိတယ်လမ်းပေါ်မှာကျနေတဲ့အပြိုအပြက်တွေရှင်းတာရှိတယ်အစာအုပ်တွေကိုဖြိုဖျက်ရှင်းလင်းတာလည်းရှိတယ်လို့ဆိုပါတယ်နေအိမ်အပြိုအပြက်များမှာအုတ်ကျိုးအုတ်ပဲ့များကို ကားပေါ်တင်ဖို့ကူညီလှူအားပေးသူများလည်းလိုအပ်ကြောင်းလည်း၎င်းကဆိုပါတယ်။နေအိမ်3-5လုံးရှိတဲ့သူတွေကသိပ်ပြဒနာမရှိဘူးသူတို့ပြန်ထူထောင်ဖို့အတွက် တချို့သူတွေကတော့ထူထောင်ဖို့နေနေသာသာဖြိုဖျက်ဆီးတောင်မတက်နိုင်သေးဘူးလို့ဆိုပါတယ်။နေပြည်တော်စီပင်မှာတာဝန်ရှိသူတူကပြဒနာမဖြစ်ပွားစေရန်လိုက်လံကြီးကြပ်ပေးကြောင်းလည်းသိရပါတယ်။တိန်နဲ့တိန်ကက်နေတော့လေတိန်ကဖြိုချရင်ဘေးအိမ်ကစိုးရင်စိတ်ဖြစ်တော့အဲ့ဒါလိုအခက်အခဲတွေကြုံရတယ်။အိမ်ကမပြိုသေးဘူးနေနေတော့အဲ့နေတယ်။ အုံကနေအုံကနေမြေပြင်ကိုတွန်းလိုက်တဲ့အကျိုးဆက်ကြောင့်ထိခိုက်နိုင်တာတွေရှိတာပေါ့အဲ့ဒါမျိုးကိုညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ပေးရတယ်လို့အိမ်ဖြိုဖျက်ရမှာကူညီပေးနေသူအမျိုးသားတူကဆိုပါတယ်နေပြည်တော်ပြည်မနာမျိုးတွေမှာစီပင်ထံကဖြိုဖျက်ခွင့်ကျထားတဲ့နေအိမ်900ကျော်ရှိပါတယ်လက်ရှိမှာနေအိမ်100နီးပါးရှင်းလင်းထားပြီလို့နေပြည်တော်စီပင်သာရေးကော်မတီထံမှသိရပါတယ်